တောင်းအမှုရလမြောက်ရေးတက်မတော့ TNLA အနေနဲ့အပေါင်းသင်းနေလာတာကစီရင်မှာအားနေလာတဲ့အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ NCA ထုတ်ပါရတယ်။ပုတ်အမှုရလမြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာက CNN သတင်းဌာနကိုပြောပါရတယ်။ TNLA ရာတာမန်အဖွဲ့စည်းဒေတာအလိုက်အဖွဲ့စည်းဖြစ်တဲ့အတွက်လူရလက်နက်ပစ္စည်းရလူထောက်ခံမှုပြန်လည်ရရှိဖို့အတွက် ခက်ခဲနေတဲ့အချိန်မှာအထောက်ကူပြုနိုင်တဲ့အကောင်းဆုံးမဟာမိတ်တွေရဲ့စန့်ကျင်မှုဒေတာခံလူလူရဲ့စန့်ကျင်မှုတွေကိုရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာမြန်မာတပ်မတော်ဟာနိုင်ငံတော်အဖွဲ့အစည်းဖြစ်တဲ့အတွက်ရေရှည်မှာလက်နက်အင်အားလူဝင်အားတွေပြန်လည်ပံ့ပိုးပေးနိုင်ရာကြောင့်စည်ရေးမှာပုံမဖီအားပေးလာနိုင်ပြီးဗတ်စုံမှာအသာစီးပြန်ရလာရလို့ပုတ်အမျိုးသားလူမျိုးရဲ့အဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌဘုံမူကြီးခုံးကွာကစေနာသတင်းဌာနကိုပြောပါတယ်။ချုပ်ဦးကပြောရင်တော့ ောင်းဆိုင်မဟာမိတ်အာမေရောတဲ့ဘောရောအထောက်ကူပြုနိုင်တဲ့အောင်းဆိုင်အာအာမေရောတဲ့ဘောမျိုးတွေ့ရတော့နောက်ပြီးတော့ကျွန်တော်တို့ယေရှုမှာအလာဒီဒီအဖွဲ့စည်းတရားနေနဲ့နော်ဒီမင်္ဂနောအဖွဲ့စည်းကယေရှုမှာကြတော့သူပြန်ပြီးတော့တောင်းပိုးတာပြန်ပြီးတော့ဖြည့်ဆွတာပို့ပို့ပြီးတော့ဖြည့်တာအဖို့ဒီဘာဘာဖြစ်တာကိုခွင်လာများတာပေါ့ဒီပမာန်ဒီလိုဖွဲ့စည်းဒီသားလိုက်ဖွဲ့စည်းဒီမှာကြတော့ ဒီလို retrieve ကိုခေါ်တာပေါ့ပြန်ဖြည့်ဖို့ပြန်ဒီအင်အားပစ္စည်းတွေဟာဘာအင်အားဖြည့်ဖို့နော် recruiter ကမျိုးရဖို့ဆိုတာလေဟာချက်ချင်းပြန်ပြီးတော့လုပ်ဖို့တော်တော်လေးခက်တဲ့အချိန်ပါဒီပကံဒီပြည့်စုံနေမှုလားဒီပကံမှာမေးပွဲစီးတွေရဲ့ဟာလာဟိုစံမြင်မှုတွေဖြစ်လာတယ်ပေါင်းတင်မဲ့လာတဲ့သဘောရဲ့အကြောင်းအရာဆိုအဲ့ဒါဆိုတော့လည်းတော့ကျွန်တော်ပေါ်ပါလိမ့်ခိတ်ကိုဆင်းလာတဲ့လူရှာတာပေါ့ တီအန်အယ်လီယာ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန်တပ်ဖွဲ့ MNDAA ရခိုင်တပ်ဖွဲ့ AA KNDF BNR BPL NDYPDF DPL PLA စားရလက်နက်ကန်အင်အားစုနဲ့စုဖွဲ့ကတစ်တုံညာနှစ်ကုံစစ်စင်ရေးကိုရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးသန္ဓေကြီးအတွင်းမှာဖော်ဆောင်ခဲ့ပါတယ်။အဲဒီစစ်စင်ရေးအတွင်းမှာ TN area ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နန့်ခမ်းနန့်ဆန်းမန်တုံ မိုင်းငော့နမတူကြောက်မဲ တီဘောနောင်ချိုမိုးမိတ်မိုင်းလုံကုတ်ခိုင်နဲ့မန္တလေးတန်းကြာကြီးအတွင်ကမိုးကုတ်ထိုးကိုတိမ့်ပတ်ခဲ့ပါတယ်။ဒါပေမဲ့တီအန်အန်နီဟာအဲ့ဒီတိမ့်ပတ်ရရှိခဲ့တဲ့နေမြေအတွင်ရှိတခြားလက်နက်ကန်တွေဖြစ်တဲ့ကချင်လူလိုက်တပ်မတော် KIA ရှမ်းပြည်ဒုသက်ရေးပါတီ SFPP ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တို့ကိုမောင်းထုတ်ခဲ့တာကြောင့်စေနဲ့နိုင်ငံရေးဆက်ဆံမှုတွေကပြတ်တောက်သွားခဲ့ပါတယ်။အလားတူတစ်တုံညာနှစ်ကုံဆစ်စင်ရင်မှာပူပေါင်းတိုက်ခတ်ခဲ့တဲ့ကိုကန်တပ်ဖွဲ့ MNDA နဲ့လည်း ကုတ်ခိုင်ဒေတာအောက်ချုပ်ရေးနဲ့ပတ်သက်ပြီးအငင်းပွားခဲ့ကြပါတယ်။အဲဒီနောက် TNLA ကိုလက်နက်ခဲယမ်းထောက်ပံ့ကူညီမှုအများဆုံးပေးနိုင်တယ်။ဝါပြည်တွဲစည်းညီညွတ်ရေးတပ်မတော် UWSA က2025ခုနှစ်ဩဂတ်20ရက်မှာပန်ဆန်းမြို့မှာ TNLA MNDAA SSPB မှာအကောင်းဆောင်တွင်နဲ့အစည်းအဝေးတရက်ကိုကျင်းပပြီးမြေတီလက်နက်ကန်အဖွဲ့အစည်းကိုမှမိမိတို့အနေနဲ့လက်နက်ခဲယမ်းငွေကြေးနဲ့အခြားသောအကူအညီတွေကိုပေးရတော့မှာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။ အဲ့ဒီအခြေအနေတွေအတွင်းမှာမြန်မာတပ်မတော်ဟာ TNLA သိမ်းပိုက်ထားတဲ့နေမြေတွေကိုထိုးစစ်ဆင်လာခဲ့တဲ့နောက်2025ခုနှစ်ဇူလိုင်လမှာ နောင်ကြုံမြို့ကို၎င်း2025ခုနှစ်အောက်တိုဘာလရက်မှာကြောက်မဲမြို့ကို၎င်းပြန်လည်သိမ်းပိုက်ခဲ့ပါတယ်အလားတူမိုးကုံမြို့ကိုပြန်လည်သိမ်းပိုက်ရေးမြန်မာတပ်မတော်ရဲ့ထိုးစစ်ဟာမိုးကုံမြို့အနီးရောက်ရှိလာပြီဖြစ်တယ်လို့တီဘုံမြို့ပြန်လည်သိမ်းပိုက်ရေးကိုလည်းမြန်မာတပ်မတော်ကစတင်နေပြီဖြစ်ပါတယ်